မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ပြည်သူ့စစ်မှုထမ်းတင်နယ်အမှတ်စဉ်16တင်နယ်စင်မွေကျင်းပတဲ့သတင်းဖြစ်ပါတယ်ပြည်သူ့စစ်မှုထမ်းတင်နယ်အမှတ်စဉ်16တင်နယ်စင်မွေခန်းနာကိုနိုဝင်ဘာ23ရက်နေ့နဲ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ဂျိုးပြူဒေသရှိနေမြကန်တင်နယ်ကျောင်းတွင်ပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုပုံမှုချုပ်ထွန်းထွန်းဦးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနေမြကန်တင်နယ်ကျောင်းကျောင်းအုပ်ကြီးပုံမှုချုပ်မြို့မင်တန်း တမ်းလို့အရာရှိကြီးများဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အုပ်ချုပ်သူနည်းပြများတက်ရောက်ကြကြောင်းသိရပါသည်။ရှေးဥစွာကျောင်းအုပ်ကြီးအားသင်တန်းသားတခွဲများကအလေးပြုကာနိုင်ငံတော်အလံကိုအလေးပြုပြီးသင်တန်းသားများကဂရုတစ္ဆာပြုကျန်းတစ္ဆာဆိုကြပါသည်။အဲဒီနောက်စံပြတသားစု၊စေရေးပြထူးကျင်စု၊လက်ဖြောင့်တသားစု၊စစ်တီတော်ကျင်ဝစ်စု၊မိုင်းကျွမ်းကျင်စု၊တက်စိတ်တိုင်းဤပထမစု၊ချိန်မုံရေးပထမစု၊အကောင်းဆုံးအေဆောင်စုရရှိသူများကိုကျောင်းအုပ်ကြီးကဆုမြပေးရခြင်းမြင်ပြီး ကျောင်းအုပ်ကြီးကတင်နန်းစင်မေကုံပြောကြပါတယ်။အဲဒီနောက်ရှန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်အစုသိန်းကတင်နန်းသားများနဲ့တွေ့ဆုံမှစကားပြောကြပြီးတင်နန်းစင်တက်ခွဲများကိုရှင်းနီနီနှုတ်ဆက်ကဂုဏ်ပြုချီးမြှင့်ဝေများပေးရပါတယ်။အဆိုပါတင်နန်းတွင်တင်နန်းသား485ဦးအားတင်နန်းကာလရက်သတ္တပတ်10ပဲကြာတင်ကြားပို့ချခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။ဆလတ်တင်ဆက်ပေးမှာကတော့ပို့တထောင်ခရိုင်ចောင်းစာကြီးတဲ့များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ချိန်မြင့်တင်ရေးပွဲတော်စီကာတိုက်မြင့်စွာကျင်းပတဲ့တည်ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရဘွဲ့ရဲ့ကြီးကြပ်မှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသောကျောင်းစာကြီးတိုင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖက်ရှိန်မြင့်တင်ရေးပွဲတော်ကိုနိုဝင်ဘာ23ရက်နေ့နံနက်ပိုင်းကဘုထရောင်ခရိုင်တာဂီတမြို့နယ်အမန်နေအခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝင်ကြီးများတိုင်းဒေသကြီးစာကြီးတိုင်းကြီးကြပ်ရေးကော်မတီဝင်များတိုင်းခရိုင်မြို့နယ်ဌာနဆိုင်ရာများတက်ရောက်ကြပြီး ဗုဒ္ဓထောင်ခရိုင်တွင်းရှိအခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူများကပင်ခရာ DY နှင့်ဗမာအကကပြလုတ်အကတို့ဖြင့်ကျူးစွာကြကြောင်းသိရပါသည်။စာဘတ်ရှိမြင့်တင်ရေးပွဲတော်ကိုရန်ကုန်တိုင်းဒေသကြီးစေပင်သာရေးဝန်ကြီးမြို့တော်ဝင်ဥပုသေလူမှုရေးရာဝန်ကြီးဦးထေအောင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဒေါက်ခင်စောလင်းရှောက်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးပညာဦးမင်းဦးဗုဒ္ဓထောင်ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်တို့ကဖေချုပ်ပြဖွင့်လှစ်ပေးကြပါရစေ။ အဲ့ဒီနောက်ပင်ခရာနဲ့ဘဝဖွဲ့များအားစီမင်သာရေးဝန်ကြီးကဂုံပြုချင်းမြင့်ငွေများပေးရပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝန်ကြီးများသည်ပြည်စားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရဲ့စာအုပ်စာဆောင်ပြပွဲနှင့်လာပတာရပြည်မမာဓာတ်ပုံပြကန်းဌာနဆိုင်ရာများ၏အသိပညာပေးပြကန်းများအိမ်တွင်းမှုပြကန်းခရိုင်တွင်းရှိအခြေခံပညာကျောင်းများမှအကျောင်းသားကျောင်းသူများ၏စာပဲရှိန်မြင့်တေးဆိုင်ရာညာနာဆွမ်းရေးပြိုင်ပွဲများစာပေစကားဝိုင်းဆွေးနွေးပွဲ ပျော်ရွှင်ပွဲရာဂိမ်းကစားနည်းပြိုင်ပွဲများရှင်ပြိုင်နေမှုများနဲ့စာအုပ်အယောင်ဆိုင်ရာရောင်းချနေမှုကိုလှည့်လည်ကြည့်ရှုအားပေးပါတယ်။ အဲဒီနောက်ကျောင်းစာကြီးတွေများဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကိုဆက်လက်ကျင်းပရာတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ကအမှားစကားပြောကြားပြီးစီပင်သာရေးဝန်ကြီးဦးဘုထေကအမတ်နှစ်အခြေခံပညာနှင့်စက်မှုဆိုင်ပြိုးမွေးမြူရေးအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများအတွက်တိုင်းဒေသကြီးအစိုးရအဖွဲ့မှချင်းမြင်ွေနှင့်စာပေဟောပြောမဲ့စာရေးဆရာဦးကျော်ကျော်လှိုင်အားအစိုးရအဖွဲ့ဝင်ဝန်ကြီးများကအမတ်တရာဂုံပြူလက်ဆောင်များပေးရပါတယ်အဲဒီနောက်ကျောင်းစာကြီးတွေများဖွံ့ဖြိုးတိုးတက်ရေးပွဲတော်အတွက်အလှူရှင်များကအလှူငွေများအားပေးရလူတန်းရာ တိုင်းဒေသကြီးဝင်ကြီးများနှင့်တာဝန်ရှိသူများကအလှရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးပြီးပွဲတော်တွင်ပါဝင်ဆင်နွှဲတဲ့ចောင်းသားចောင်းသူများအားစာအုပ်လက်ဆောင်များပေးဝေပါတယ်။ဆက်လက်ပြီးပွဲတော်လာចောင်းသားလူငယ်များအားစာရေးဆရာကျော်ကျော်လိုင်းကလူငယ်နှင့်စာဖတ်ခြင်းအကြောင်းဟောပြောပြီးခရိုင်တွင်းရှိအခြေခံပညာကျောင်းများမှចောင်းသားចောင်းသူများကတည်တခြင်းများဖြင့်ကပြဖြိုပေးကြပါတယ်။ အဲဒီနောက်ကျောင်းစာကြီးတွေများဖွံ့ဖြိုးတိုးတက်ရေးပွဲတော်စာစီစာကုန်းပြိုင်ပွဲ၊ကြပြာရုပ်စုပြိုင်ပွဲ၊ပုံပြောပြိုင်ပွဲ၊ကြပန်းစကားပြောပြိုင်ပွဲ၊ညံစွမ်းဗဟေတီဆေးရောင်ချဲပြိုင်ပွဲ၊ပကြီးပြိုင်ပွဲများတွင်ဆွေရရှိတဲ့ကျောင်းသားကျောင်းသူများအားတာဝန်ရှိသူများကဆွများတီတီပေးရခြင်းကြောင့်သိရပါရဲ့ရှင်။ဒီသတင်းကိုတော့တက်လွင်စုကပေးပို့လာတာပါ။